မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ပေါ့နော်အင်္ဂါနေ့အတွက်ရရှိထားတဲ့ main on quad video dot site ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ပြီးသွားတဲ့တွင်းလမ်းလေးကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့ main on quad dot site ဗီဒီယိုလေးထဲမှာမျက်နေခင်းမှာဆိုရင်ကျွန်တော်ပေးခဲ့တာသူလေးခွန်တက်ွက်ရယ်ဆိုပြီးတော့ပါထားပါတယ်အဲ့တော့မျက်နေခင်းမှာမပေါ့ဘူးဆိုရင်တော့မှပဲမျက်နေခင်းမှာတော့လေးချပါပောက်ကွက်ကလေးမျိုးကျွန်တော်ရှားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေများလို့ကျွန်တော်အခုနေလေးမှာစပြီးတော့ရှားပေးတယ် ဘောနော်တော့ဆိုင်အပိတ်ကလေးနဲ့လည်းအားလုံးအဖွင့်လေးလှပြီးတော့အစီအမေသွားကြလို့မျိုးလို့ပြောနေပါတယ်ခင်ဗျာဒီတဲကနေပြီးတော့ပောက်ကြတဲ့မိတ်ဆွေများရှိရဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုကောမန့်အောက်ပြန်အောင်မှာလိုက်ခဲ့ပေးတော့ရပါတယ်ကျွန်တော်ဒီမှာလာရောက်အားပေးနေကြတဲ့မိတ်ဆွေများတွေကနေပါတော့တော်တော်များများကတော့ပေါ့နော်ကျွန်တော်ရဲ့ဒီမျိုးကိုလိုက်ဆက်စားကြတဲ့မိတ်ဆွေများတော်တော်များများကတော့ပောက်ကွက်လေးရရှိကြတာကိုတွေ့မြင်ရတဲ့အတွက်ကြောင့်လေးပဲအားလုံးအားလုံးပေါ်အတွက်ပေါ့နော်အထူးပဲဝမ်းသာပါတယ်ခင်ဗျာအဲတော့အင်ကာနေလေးမှာလည်းပဲကျွန်တော်နေနဲ့ဆက်ပြီးတော့ပောက်ဆွေးချင်ပါတယ် ျွန်တော်ရဲ့တွက်ဆိုင်ကလေးကိုလည်းအောင်ပေးခြင်းပါတယ်ခင်ဗျာအဲတော့မိတ်ဆွေများလည်းကျွန်တော်ရဲ့တွက်ဆိုင်အတွက်ဆိုင်လေးကိုကျွန်တော်တို့ကြိုတူလိုက်ကြကြည့်ကြမယ်ညီမဘိုးဘင်ဘိုးဘင်ခစားပြင်မခစားပြင်ဆိုတာလေးကတော့မိတ်ဆွေတို့စိတ်ကြိုက်စဉ်းစားဆုံးဖြတ်ပါဗျာအဲတော့ရရှိလာတဲ့တွက်ဆိုင်ကလေးရဲ့ပုံစံဒီညီမရှိနေရပေါ့နော်ရှိကောငါဒီတုံးလုံးပေါင်းရှင်းပါခင်ဗျာဒီတုံးလုံးပေါင်းတဲ့ခါမှာဆိုရင်ဘာရလဲဆိုတော့နှစ်ပါနှစ်ပါပါပြီးခွန်နှစ်နှစ်ခတ်ပြီး၄နဲ့နှစ်ခွန်၄ဆိုရဲထိပ်စီတိုင်းပြီးပါ အဲ့ဒီထိပ်စီလိုင်းမျိုးကိုကျွန်တော်တို့ကတ်ကတ်ကတ်ကစားရမယ်နောက်ပိတ်လိုင်းမျိုးရှိပါမယ်မြခုံလေးထိပ်စီကဘာထိပ်ဝင်လဲဆိုရင်ဒီမှာဆိုရင်ခုံ၈ဆိုတော့ခုံထိပ်စီဆိုတဲ့တလုံးဝင်နေပြီးနောက်ပိတ်လိုင်းပေါ့နော်နောက်ပိတ်လိုင်းအနည်းငယ်ကတော့နှင်းလေးကဒီတုံးလုံးပေါင်းတာပါပေါင်းတဲ့အခါမှာဆိုရင်တတပါဝါဒီ6တင်းနဲ့ခတ်ဒီ7နဲ့16 8ဆိုရဲအပိတ်ရပါတယ်အဲ့တော့ဒီ16 8အပိတ်ဒီလေးပဲခုံ8ဆိုတော့8အပိတ်ဆင်းနေတာဖြစ်တယ်8ပိတ် ဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်တိ68ဆိုတဲ့အပိတ်ကနေမှာရှစ်တလုံးအပိတ်ဆွဲလာဖြစ်တယ်ဗျာအဲ့တော့ဖြစ်တဲ့နေရာတော့ခွန်ထိတ်ဆွဲတယ်အပိတ်နေရာတော့ရှစ်တလုံးအပိတ်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်ခွန်ထိတ်စီရှင်နောက်ပိတ်နဲ့ခွန်ရှစ်ဆိုတဲ့တကွာစားမှန်ခဲ့တယ်အောင်ခဲ့တယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ပင်းဒီဘယ်လိုလေးလာမလဲဆိုရင်3 5နှစ်ပေါင်းပါမယ်ပေါင်းလိုက်တဲ့အခါမှာဆိုရင်3 3ပါပါပြီးက3နှစ်ခက်ပြီးခွန်နဲ့3 5ခွန်ဆိုတဲ့ထိတ်စီလိုက်မှာ ဒုနကကစားအတော့9ခုဒီထိတ်စီလိုင်းရနေပြီးတော့ဒီမှာဆိုရင်39ကိုလိုကထားပြတဲ့အကြောင်းမျိုးတို့39ဒလုံးထိတ်စီဆိုင်ရဆိုပြီးတော့ဝင်ခဲ့တယ်။ပြီးရင်နောက်ထပ်နောက်ပိုင်းလိုင်းဒီ8 4နှစ်ဒီတုံးလုံးပေါင်းတဲ့အခါမှာဆိုရင်4 9နှစ်ဆိုရဲအပိတ်ကိုရပါမယ်။အဲ့ဒီ၄နှစ်အပိတ်နဲ့လေးပဲဒီမှာဆိုရင်၉ပိတ်ကလေးဝင်လာခဲ့တယ်ဆိုပြီးတော့ဒီမှာလေးပဲ၃ညထိစီ၉နောက်ပိတ်ရဲ့ဆိုပြီးတော့၃ညကိုတကွတ်သက်ဆိုင်လေးပေါ့နော်ဒီလိုလေးမှန်ခဲ့တာပါခင်ဗျာ အဲ့တော့ခုလိုမှန်ခဲ့တဲ့အမှန်လာခဲ့တဲ့ပေါ့နော်။အသွားလာလေးရှိထားပြီးသားဖြစ်တဲ့အိမ်ခါနေတဲ့ကစားကြီးကိုကျွန်တော်တို့မိတ်ဆွေများအားလုံးနဲ့ကစားရမှာအသုံးပြုရမှာဖြစ်ပါတယ်။အဲ့တော့ထဲကြီးလိုက်နေနေရတော့ညနေငါပေါင်းတဲ့ခါမှာဆိုရင်ကိုကိုပါပါဒီနေကိုနခတ်ဒီ6နဲ့ထဲကြီးလိုက်အနေနဲ့ဆိုရင်ကို၄6ထဲစီရပါတယ်။ဒီကို၄6ထဲစီကကျွန်တော်တို့ရဲ့ဒီစားနာကြီးတမင်းရဲ့ထဲစီတနေရာမှာကိုထိတ်တော့မဟုတ်၄ထိတ်တော့မဟုတ်6ထိတ်ဆိုပြီးတော့တစ်ထိတ်၃လုံးလေးကနေမှာတစ်လုံးကတော့တေချာပေါက်တင်လာရမယ်ဆိုတော့ တော့ဆိုင်ပုံစံလေးပေါ့ဗျာအဲ့တော့သိချာတာမသိချာတာကတော့ပြောလို့ပေါ့နော်ထော့မဲ့ကနေကြိုးမသိတာဖြစ်တဲ့အတွက်ကြောင့်ကစားရဆိုရင်တော့စင်ကိုစင်နိုင်တုံးလုံးလေးကတလုံးကတော့ဖိစီညာကစင်ကိုစင်နိုင်ရမယ်ဆိုရက်ပုံစံလေးဖြစ်တယ်အဲ့တော့နောက်ပိုင်းလိုက်နေရတော့ခွန်လေးငါပေါင်းတဲ့ခါမှဆိုရင်619ဆိုတဲ့အပိတ်လိုင်းကြီးရတယ်ဗျာအဲ့တော့ဒီ619အပိတ်ကြီးလေးပဲကျွန်တော်ရဲ့ဒီအတန်းတိုင်းတမနီရဲ့အပိတ်ရဲ့တနည်းအားမှာ6ထိပ်တော့မဟုတ်2ထိပ်တော့မဟုတ်9ထိပ်ဆိုတာကတော့ကစားအရာဆိုရင် ဒီတစ်လုံးလုံးကတော့စဉ်းလာရမယ်ဝင်လာရမယ်ဆိုတော့တွက်ဆိုင်လေးပဲဖြစ်ပါလေအဲ့တော့ဒီတွက်ဆိုင်နဲ့ကစားကစားကြမ်းမှာမိတ်ဆွေများအားလုံးပေါ့နော်ကဏ္ဍလေးစီပေးပါမယ်6 6ထိပ်စီ10နောက်ပိတ်နဲ့6ထိပ်ရှိ6ထိပ်ရှိနဲ့6ထိပ်စီ9နောက်ပိတ်နဲ့6 6တစ်ခွက်ရှိပါမယ်ပြီး6ထိပ်ပြီး6 6 9ရဲ့ပြီးရင်တော့4 6 4 9ရဲ့ဆိုပြီးတော့စုစုပေါင်းဒီ6ခွက်ပေါ့နော်ကျွန်တော်ရဲ့တွက်ဆိုင်လေးက မရှိဘူးအလုံးထိုးရမယ်ခဏအရေးအတွက်များလာဖြစ်တဲ့တကြောင်မှုလို့ထည့်ပဲရှားပေးထားပါတယ်။အားကစားမယ်ဆိုရင်ညဒီနေ့ခဏအလောက်အများကြီးထိုးနေရပြီဆိုရင်မပေါက်လာဘူးဆိုရင်လည်းမရှိလို့လည်းအရှုံးကြီးတွေများမှာဆိုတဲ့အတွက်ကြောင့်ဒေးလေးပဲကစားဖို့အတွက်ရှားပေးထားတာပါခင်ဗျာ။အဲ့တော့ဒီလိုဒက်တော့ဆိုင်နေလေးပြီးသွားတဲ့နေ့မှာဆိုရင်လည်းတွတ်ဆိုင်လေးကမှန်ခဲ့တယ်ပေါ့ဗျာ။အဲ့တော့ ဒီနေ့အင်္ဂါနေ့တော့မှလည်းပဲတွက်ဆိုင်လေးကိုအားလုံးအတွက်ပေါ့နော်မှန်ဖို့ရရှိစေဖို့လည်းအထူးမျှော်လင့်ထားပါတယ်ခင်ဗျာအဲ့တော့ဒီ main ကိုကွက်ထဲအနေမှာကျွန်တော်ရဲ့ main အကြိုက်ပေါ့နော်တင်ကွက်ကိုဒီထဲအနေမှာအကြိုက်တစ်ကွက်ရွေးချယ်ပေးရမယ် main တင်ကွက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီ6တက်ဆိုတဲ့တက်ကွက်လေးကိုအထူးအားသာကြိုက်ညှိတတ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများလည်းပဲကျွန်တော်အကြိုက်နဲ့ထပ်တူကြတယ်အကြိုက်ချင်းတူကြတယ်ဆိုရင်လည်းဒီတက်ကွက်ကလေးကိုတော့ ကစားအသုံးပြုတဲ့အခါမှာမင်းဒီကွာရီနဲ့အယူလုံးကစားအသုံးပြုကြည့်လို့ရပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲဒီမနေ့ကတော့ site ကြီးနဲ့လည်းအစီအစဉ်ကြပါစေဆက်ပြီးတော့ကျွန်တော်ညနေခင်းတော့ site ပုံစံလေးလာပါအောင်မယ်အဲ့တော့ညနေခင်းတော့ site လေးကိုလည်းမိတ်ဆွေတို့အားလုံးဒီဗီဒီယိုထဲမှာဆက်ပြီးတော့ကြည့်သွားရမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအဖြစ်ရှိတယ်မကျော်သွားပဲပေါ့နော်အဖြစ်ရှိဆက်ပြီးတော့ကြည့်သွားစေချင်ပါတယ်ညနေခင်းတော့ကောင်ကိုလည်းပဲရရှိစေချင်တဲ့အတွက်ကြောင့်ပါ ဲ့တော့နင်းနေခင်တော့တမပြပေးခင်မှာမိတ်ဆွေတို့အားလုံးပဲကျောင်းစီမှာဒုတိယကနေတိုးချင်နေဆိုရင်လာရောက်ဆက်တဲ့ကနေတို့အပိလို့ရပါတယ်ကော်မရှင်ရောင်းများပြန်ပြီးတော့တင်မယ်ဆိုရင်လည်းလာရောက်ဆက်တဲ့ကနေတို့အပိလို့ရပါတယ်ခင်ဗျာဆက်သွယ်ရမယ့်နံပါတ်ကတော့ Viber Telegram ဖုန်းနံပါတ်ရပါတယ်39ကို69ခွန်68 29ခွန်ပါခင်ဗျာဆက်သွယ်ကနေတို့အပိတဲ့အခါမှာဆိုရင်လည်းကျွန်တော်လုပ်ရှင်များအားလုံးပဲဆက်သွယ်ရမယ့် Viber ဖုန်းနံပါတ်ကလေးကိုတေချာလေးမမိုင်းစေပဲဆက်သွယ်အပိနိုင်မှုအတွက်ကျွန်တော်အနေနဲ့ မရင်းစာတမ်းတွေရောအတန်းတွေပါတခြားလေးရေးပြပြပြပေးထားပါတယ်အဲ့တော့အယောအစားပိုင်းငွေကြီးခြေပိုင်းညီများတော့ဗျာမရှိများအားလုံးလည်းတခြားပြီးသားအတိုင်းပါပဲဟိုအရင်လောစားလုံးလာခဲ့တာယနေ့ချိန်ကာလတည်းမိလူလေးတို့ပေါ်မှာလည်းလည်းငငယ်ညာတာခဲ့တာမျိုးလည်းရှိကြတယ်လို့မမှန်ကန်ကန်နဲ့လည်းအလုပ်ပေါ်မှာရရှိရပြီးလောက်ကန်ကန်နဲ့ဒီပြောဖြစ်တဲ့အစွာလေးကိုလည်းအားလုံးတော့မရှိများကျွန်တော်ဒီမှာလည်းကျွန်တော်တို့အားပေးကြတဲ့မိဟောင်းများလည်းအတီးဆုံးဖြစ်တယ်လို့ပေါ့နော်ယခုတော့မှလာရောက်ဆက်တဲ့ခဏတူအပိတ်ကြတယ်ဒီတော့မှုစီများအမြင်လည်းပဲအားလုံးအတူတုံးဖြစ်ကြပါရဲ့ခင်ဗျာ ီတော့ဆက်တဲ့အပိတ်ကြမယ်ဒီဗီဒီယိုလေးကိုကြည့်ကြည့်နေတဲ့မိတ်ဆွေများတဲ့ခါနေမှာအပိတ်တော်မိတ်ဆွေများအနေနဲ့လည်းပဲစိတ်ချလက်ချနဲ့လာရောက်ဆက်တဲ့ခဏတို့အပိတ်လို့ရပါတယ်လို့ပြောချင်ပါတယ်အဲတော့နင်းနေခင်ရဲ့ဒီနိုင်ခွဲတွေကိုဆက်ပြီးတော့ကျွန်တော်တွက်ဆိုင်တွေကိုကျွန်တော်တွက်ဆိုင်တွေကိုကြည့်လိုက်ရအောင်နော်နင်းနေခင်တို့ကဘုနော်ထိတ်စီလိုက်အနေနဲ့ကတော့ဒီမှာရှိနေတဲ့၄၈၆၄တုံးလုံးပေါင်းတာပါဒီတော့ဘောင်းတော့ဘာရ၈၈ပါပါပြီးတော့၃ပါ၃နှစ်ခါ၈နှစ်ခါပြီးတင်းနေ ရှစ်တုံးတစ်ဆိုတဲ့ထိပ်စီလေးရတယ်ဗျအဲ့တော့ဒီရှစ်တုံးတစ်ဆိုတဲ့ထိပ်စီကနေမှာ၃ငါးဆိုတော့၃တလုံးထိပ်စီ size ဝင်နေတယ်ပြီးရင်နောက်ပိတ်လိုင်းအနေနဲ့ဆက်ကြည့်မယ်ပေါ့နော်နောက်ပိတ်လိုင်းအနေနဲ့ဆိုလို့ရှိရင်ရှစ်ရှစ်ကိုဒီတုံးလုံးပေါင်းခြင်းမှာဒီတုံးလုံးပေါင်းခြင်းပြီးငါးငါးပါဝါဒီ၃ညာငါးနှစ်ခါဒီ၃ညာငါးတုံညာ၃ဆိုတဲ့အပိတ်ရတယ်ဗျအဲ့တော့ဒီငါးတုံညာ၃ဆိုတဲ့အပိတ်ခဲကနေမှာဘာတလုံးအပိတ်စင်းရဲ့ဆိုရင် ငါးပိတ်တလုံးဝင်လာခဲ့တာဖြစ်ပြီးတော့သုံးထိပ်စီငါးနောက်ပိတ်နဲ့သုံးငါးဆိုတဲ့အထိမှာပထမတစ်ပိတ်မှာဒီထက်အနည်းမှာတကွက်အောင်ရတယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ပိတ်နောက်ထပ်တစ်ပိတ်ဒီလည်းဒီပုံစံတိုင်းနဲ့၄6 6ပေါင်းတဲ့အခါမှာဆိုရင်6 9ဆိုတဲ့ထိပ်စီလိုင်းမှာအဲ့ဒီ6 9ဆိုတဲ့ထိပ်စီလိုင်းကနေပြီးတော့နောက်ပိတ်လိုင်းက6 9ဆိုတဲ့ထိပ်စီလိုင်းကနေပြီးတော့ဒီမှာဆိုရင်6 6လို့ခတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့၆တလုံးထိပ်စီဆိုင်ရင်းခဲ့တယ်ပြီးရင်နောက်ပိတ်လိုင်းကလည်း 335ပေါင်းတဲ့အခါမှာဆိုရင်168ဆိုတော့အပိတ်ရပြီတော့ဗောနော်အဲ့ဒီ168အပိတ်ကနေပြီးပါပဲ66ဆိုတော့6တလုံးအပိတ်ရင်းဆိုပြီးတော့ဒီလိုလေးဝင်လာခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့66ဆိုတဲ့အပူသက်ဆိုင်ကြီးမှန်ခဲ့တာပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကစားရမယ့်ဒီအင်ကာနေအတွက်ဗောနော်ဒီသက်ဆိုင်အသွားလာအတိုင်းနဲ့စက်ပြီးရရှိတင်တာဒီကတော့၄ခု၉ပေါင်းခြင်းမှာပေါင်းလိုက်တဲ့အခါမှာဆိုရင်၃ည၃ညပါသွားပြီးတော့ ၃ညနှစ်ခတ်ကြီးခွန်နဲ့ဒီ၃ညငါးခွန်ဆိုတဲ့ထိပ်စီဆိုင်ကတော့ကျွန်တော်တို့ရဲ့ဒီမျက်မြင်ချင်းရဲ့၄နိုင်ခွဲထိပ်စီတနေရာမှာတွက်ဆိုင်အသွားလာရဆိုရင်တော့ဆင်းလာရမယ်ကြာလာရမယ်ဆိုတဲ့ဒီလိုတွက်ဆိုင်ပြီးပေါ့ဗျာပြီးရင်၃ညကက်ကစားရမယ်နောက်ပိုင်းကအမီမီကတော့၂နှစ်၆ပေါင်းခြင်းပြီး၃ည၃ညပါလာပြီးတော့၃ညနှစ်ခတ်ကြီးခွန်နဲ့၃ညငါးခွန်ဆိုတဲ့အပိတ်တိုင်းကြီးပဲရထားတယ်ဗျာအဲ့တော့ကျွန်တော်ဒီနေ့ကစားရမယ်ပေါ့နော်မင်းတို့ခင်သွားမှာဆိုရင်လည်း၃ညငါးခွန်အပိတ်ကြီးကြပေးရမယ်ဆိုရင်

အဲ့တော့ဒီ cross site လေးကနေပြီးတော့ပေးလာထားတယ်ပေါ့နော် main cookbook cross site လေးနဲ့လေမိစေနဲ့အားလုံးပဲမြင်နေချင်ပါလေပောက်ကော်ပြေးပြေးရရှိပိုင်ဆိုင်ကြပါစေအားလုံးအဆင်ပြေကြောင်းကြပါစေခင်ဗျာအဲ့တော့ဒီထက်အနေမှာကျွန်တော်ရထောင်းချန်လေးတိုင်းပေါ့နော် main တင်ကွက်အနေနဲ့ရွေးချယ်ကစားအားလုံးပြဖို့အတွက်ကျွန်တော်ရွေးချယ်ပေးထားတဲ့ဒီထက်အနေမှာပေါ့နော် canon cross site ရဲ့ canon လေးကတော့၃ညာ၅ဆိုတဲ့တကွက်ကိုရွေးချယ်ထားပါတယ်အဲ့တော့ဒီ cross site လေးထဲမှာလည်းမိစေတို့အားလုံးနဲ့အကြိုက်တူလို့တွေ့နေတဲ့လူကစားမယ်ဆိုရင်လည်း ဒီတော့ကစားအတော့ပြုလို့ရပါပြီအားလုံးကတော့တည့်တည့်ကစားရမှာပါအားပြရမလို့လဲတော့ site လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးသောမိတ်ဆွေများလည်းပဲမနက်ခင်းမှရောညနေခင်းမှရောပောက်ကွက်သေးသေးမိကြပါစေအားလုံးအဆင်ပြေကြပါစေခင်ဗျာအဲတော့ကျွန်တော်စီမကျွန်တော်ရဲ့တော့ site ကရရှိရတဲ့ဒီကဏ္ဍလေးကိုထိုးခြင်းလို့ပဲဖြစ်ဖြစ်ပါအခြားသောမက်ဆေ့ချ်တို့တိုင်းတက်တဲ့မြေပြည်ကဏ္ဍကိုမဆိုပါခင်ဗျာဆက်သွယ်အားပေးမယ်ကော်မရှင်အယောင်များပြန်ပြီးတော့တင်မယ်ဆိုတော့ကျွန်တော်မက်ဆေ့ချ်များအားလုံးအားလုံးကိုလည်းကျွန်တော်ရဲ့ Viber နံပါတ်ကို တခြားလေးနောက်တစ်ခေါက်ပြန်ပြောပေးပါမယ် Viber နံပါတ်ကတော့ Telegram ဖုန်းနံပါတ်လည်းရပါတယ် Viber ဖုန်းနံပါတ်လည်းဒီတစ်လုံးနဲ့ပါပဲခင်ဗျာသက်သေရမယ့်နံပါတ်ကတော့39698962690မှဖြစ်ပါတယ်ပိတ်ချိန်လေးကတော့မနက်ခင်းမှာ09:30နာရီ90ပါညနေခင်းမှာဆိုရင်တော့3955မိနစ်ကကနန်းထုတ်ရှင်ရရှိပါတယ်ခင်ဗျာအဲ့တော့ဆက်သွယ်အပိတ်ချမကျွန်တော်နေ့စဉ်အားလုံးရဲ့ဖုန်းနံပါတ်တွေကိုပထမဆုံးတစ်ချက်ကတော့ကျွန်တော်ဆက်သွယ်တဲ့အခါမှာ Viber နဲ့ Telegram ဖုန်းနံပါတ်တွေကိုတခြားလေးရိုက်နေပြီးတော့ ်သက်တဲ့အားပေးဖို့ပါပဲခင်ဗျာ။ဒါကြောင့်လည်းဖုန်းနဲ့ဖိုင်နဲ့လည်းဒီတောင်းနည်းနဲ့ပဲကျွန်တော်ဟိုအိမ်အလုပ်ဆောက်ဆောင်ခင်ဗျာ။ရင်းနှီးချိန်ကာလကြီးမပြောင်းလို့ပဲဒီတောင်းနည်းနဲ့ပဲရေရှည်ရဒီတော့ကံရတဲ့နှစ်ပတ်ဖြစ်ပါတယ်။အဲဒါကြောင့်သက်တဲ့ကနေကိုအားပေးတဲ့အခါမှာစင်တူရုံးမှနှစ်ပတ်တည်းဆက်တဲ့မျိုးလို့မရပါဘူး။အဲဒါကြောင့်ဖုန်းနံပါတ်ကလေးကိုရမအောင်စွာပေါ့နော်တခြားလေးမှားရင်းစွာဆက်သွယ်မှုလို့မဖြစ်အောင်လို့တခြားလေးရင်းနှီးပြီးတော့မှန်အောင်လေးနှိပ်ပြီးတော့ဆက်သွယ်ပေးရပါမယ်။ ပြီးရင်တော့ဘာလုပ်ပြရမလဲဆိုလို့ရှိရင်ပိတ်ချိန်လေးကိုမှတ်ထားပြပါပိတ်ချိန်ကမနက်ခင်းမှ7:00နာရီ90ပါမနေ့ကမှဆို3:55မိနစ်ထိကနန်းထိုးခြင်းရရှိရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရခုပြောပြပေးလိုက်တဲ့ပိတ်ချိန်တွေမှတိုင်းခင်းမှလည်းမိတ်ဆွေအကြီးကလာရောက်ဆက်တဲ့အားပေးဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့တော့ရာရောက်ဆက်တဲ့ကနန်းတို့အားပေးကြမယ့်မိတ်ဆွေများအားလုံးကိုလည်းပဲဆက်လက်ငြိမ်းချမ်းပေးခေါ်ပါတယ်ပိတ်ချိန်ကအားလုံးလည်းယုံကြည်စိတ်ချစွာဖြင့်သာဆက်တဲ့ကနန်းတို့အားပေးနိုင်ပါတယ် မည်သူတို့ရဲ့ပေါ်မှာလည်းလင်းလင်းညာစာကိုစိတ်ကူးလုံးဝမရှိပြီးအတွက်ကြောင့်လည်းကျွန်တော်ဒီလိုမျိုးချင်းကားထိအနေပြမရှိမရေးသေးပါရောစာပိုင်းနဲ့ပတ်သက်လို့လည်းရရှိရတဲ့ဘက်ကညာနဲ့သူတရားကိုဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအထူးသဖြင့်ကျေးဇူးတင်ရှိပါတယ်အားလုံးလည်းလည်းနက်ထင်းတက်ဆိုင်နေရောနေနေတက်ဆိုင်နေရောဒီလိုကြပါစေအားလုံးကံကောင်းကြပါစေဆုမကောင်းတောင်းလိုပါတယ်ခင်ဗျာ